အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့မပွေးတိုင်းသားဖြစ်ပါတယ်ခုလက်ရှိတောင်ဝင်ထမ်းဆောင်နေတာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကျွန်တော်ပြောချင်တာကမကွေးတိုင်းရဲ့သတင်းလေးတစ်ခုရလို့မကွေးတိုင်းစမဝဲမြို့နယ်ဧကရီရဲစခန်းရှိမှာဂိတ်ချထားပါတယ်အဲ့ဒီဂိတ်ဟာပတ်စံတောင်းတာကျန်းတယ်လို့ ယောနီ60ကသူဒီကကျွန်တော်ကိုသတင်းပေးပါတယ်အဲ့လိုပေးတယ်ဆိုတာလေပြည်သူတွေအတွက်ကောင်းပါတယ်ခင်ဗျားတို့လုံရက်တွေမှားနေတယ်ဆိုတော့ခင်ဗျားသိရလားဂိတ်ချပေးထားတယ်ဆိုတာမတမာတဲ့သူတွေဝင်မလာအောင်လို့ဂိတ်ချပေးထားခြင်းဖြစ်ပါတယ်ခင်ဗျားတို့ဆိုင်ကတစ်စီးကို1000တောင်း5000တောင်းကားတစ်စီးကို2000တောင်း3000တောင်းတောင်းမှု ဂိတ်ချပေးတတ်တာမဟုတ်ဘူးခင်ဗျားတို့ကဘလို့ဖြစ်လဲဆိုတော့ဂိတ်မှာထိုင်ပြီးတော့ကားလာရင်ပဆန်တောင်းမင်းတောင်းလာရရင်စကမ်းမှုအန်အန်မအပ်ဘူးဆိုရင်ဘာလုပ်မလဲခင်ဗျားတို့ဂိမ်းထည့်ဆုံးမယ်ဂိမ်းရှုံးရင်ကာလမားတွေပုံပြီးညှက်ပြီးတောင်းမယ်စောက်ကျင်လေးတို့ပြင်ပါတော့အခုလိုပဆန်နေကောက်နေတာကို ပြည်သူတွေကပြောပိုင်ခွင့်မရှိမှုပြောပိုင်ခွင့်ရှိဒါပေမဲ့ပြည်သူတွေကမပြောရဘူးပြောလိုက်တာနဲ့ဘယ်သူဘဝပြောလဲဆိုတော့ခမားတို့ထောက်လန်းပြီးလိုက်ဖမ်းမှာအဲ့လိုတွေရှိနော်အဲ့တော့ပြည်သူမပြောရတဲ့စကားကိုကျွန်တော်ပြောပြမယ်ခမားတို့အဲ့လိုဂိတ်တွေချပြီးထားရဲဆိုတာမတမာသူတွေကိုဖမ်းဆီးဖို့နော်တရားမဝင်တာတို့စစ်စစ်မြင်းမြန်းမှုအပြစ်မဲ့ပြည်သူတွေကိုခမားတို့ဒုက္ခပေးဖို့မဟုတ်ဘူး ပြစ်မဲ့ပြည်သူတွေခင်ဗျာမတနေ့လုံးမတနေ့စားရတယ်ဘောကနော်ခင်ဗျားတို့မလာတာရှိလာတာနဲ့လောက်အောင်စားကိုဝင်ဝင်နဲ့ထောင်းဝင်ညီအောင်စားအပေါငွေရှာတယ်ဆိုတာဘာလို့ဖို့လဲဟမ်ခင်ဗျားမိသားစုအဆင်ပြေဖို့လားခင်ဗျားမိသားစုအဆင်ပြေတယ်ဆိုရင်ကျန်တဲ့မိသားစုတွေဘောကပြတ်ပေးရမှာလားဟမ် မြားတို့ကဒီကိစ္စတွေဒီလိုတွေပတ်စံနေတောင်းနေတယ်ဆိုတော့ခင်ဗျားတို့မျိုးနယ်မှုတွေတိုင်းမှုတွေသိလဲဟမ်အဲ့လိုပြောရင်ဘယ်သူမှသိမှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့အေဂီရဲစခန်းကိုကျွန်တော်ပြောချင်တာခင်ဗျားတို့တွေရတန်းရက်ပါခင်ဗျားတို့ကြောင့်ねအဖွဲ့အစည်းအလုံးဒုက္ခ